ထီးလဲမလို့အမလေးမလို့ပဲတကောင်လေးပဲမျိုးပွားကလေးမွေးနိုင်တယ်တလေးဆန်များကျွန်တော်တို့ပုံမှန်တီထားကြတဲ့တတ္တဝါအများစုဟာမျိုးပွားဖို့အတွက်အထီးနဲ့အမနှစ်ကောင်လိုအပ်ပါလိဒါပေမဲ့သဘာဝတရားကြီးမှဒီလိုစီမင်းကိုချိုးဖောက်ပြီးလိန်ဆက်ဆန်စရာမလို့ပဲနဲ့ကိုပါတာကိုမျိုးပွားနိုင်တဲ့ထူးခြားစမ်းကြဲတဲ့တတ္တဝါတွေလည်းများစွာရှိလိုနေပါလိအဲ့ဒီဖြစ်စဉ်ကိုတော့ pathogenesis လို့ခေါ်ပြီးတော့ဂရိဘာသာစကားအရဆိုရင်တော့တန်းစင်သောအပြုကညာမှမွေးဖွားခြင်းလို့အဓိပ္ပာယ်ရပါလိမ့် ကဘာပေါ်မှာအသက်ကြီးဆုံးတတ္တဝါတွေအဖြစ်နေထိုင်နေကြတဲ့ကိုမိုဒိုဒရာဂွန်လို့ခေါ်ရင်အီယာမဒွားသွားတတ္တဝါကြီးတွေမညီများတဲ့ပဝင်းချင်းတွေမှာရှင်သန်နိုင်တဲ့ငမန်းနေနဲ့တခြားသောတလိပ်ဆန်တွေဟာဒီလိုထူးခြားတဲ့မျိုးပွားမှုစွမ်းရည်ကိုပိုင်ဆိုင်ထားကြပါသည်ဒီနေ့ယူသအနေဒိမန်ကနေပြီးတော့ဒီအကြောင်းအရာလေးကိုတင်ဆက်ပေးချင်တာပါပထမဆုံးအနေနဲ့ကိုမိုဒိုဒရာဂွန်ရဲ့အကြောင်းကစာပြောပါမယ်။ကမ္ဘာအကြီးဆုံးတွားသွားမျိုးနွယ်ဝင်ဖြစ်တဲ့ဒီတတ္တဝါတွေဟာ အများအားဖြင့်တော့အချင်းချင်းမိတ်လိုက်ပြီးတော့မျိုးပွားကြပါသည်ဒါပေမဲ့သဘာဝပတ်ဝန်းကျင်ကတွန်းအားပေးလာတဲ့အခါမှာအဖော်အထီးမှမရှိဘဲနဲ့သူတို့ရဲ့ဥတွေကိုတားပေါက်နိုင်တဲ့စွမ်းရည်ကိုပိုင်ဆိုင်ထားပါသည်ဥပမာအားဖြင့်တလေးဆန်ယုံနေလိုမျိုးတကောင်နေတီးကြထားတဲ့အခါမျိုးမှာဒီဖြစ်စဉ်ကိုတွေ့ရပါသည်အဲလိုမျိုးမျိုးပွားမှုကနေပေါက်ဖွာလာတဲ့ကိုမိုရိုနဂါလီတွေဟာအထီးရေကြီးပဲဖြစ်လေရှိပြီးဒါဟာသူတို့မျိုးဆက်ကိုဆက်လက်ထိန်းသိမ်းနိုင်မှုအတွက်အရေးပါတဲ့သဘာဝနည်းလမ်းတစ်ခုပဲဖြစ်ပါသည်။နောက်ထပ်ထူးခြားတဲ့တတ္တဝါတစ်ကောင်ကကြတော့ ဘန်ဒေ့ချောင်းမျက်လုံးမွေလို့ခေါ်တဲ့ထူးခြားတဲ့မွေမျိုးစိတ်ပဲဖြစ်ပါလိမ့်။အလွန်ရှားပါးတဲ့ဒီမွေအမျိုးအစားဟာမိမလိုက်ပဲမျိုးပွားနိုင်တဲ့စွမ်းရည်ကိုမကြသေးခင်ကမှသိပ္ပံပညာရှင်တွေကရှာတွေ့ထားတာပါ။ဘရာဇီးနိုင်ငံမှာရှိတဲ့အဲ့ဒီမွေမျိုးစိတ်ရဲ့အမားတွေဟာအထီးရည်နဲ့ဝေးကွာနေတဲ့အခါဒါမှမဟုတ်အထီးရည်အတွက်နဲ့ပါလာတဲ့အခါသူတို့ရဲ့ဥတွေကိုသူတို့ဘာသာတားပေါက်နိုင်တဲ့စွမ်းရည်ကိုအသုံးပြုကြပါလိမ့်။ဒီစွမ်းရည်ကသူတို့မျိုးဆက်တွေကိုဘလို့ချင်းနေမျိုးမှမဆိုမျိုးသုံးပြောက်ွယ်မသွားအောင်လို့ထိန်းချုပ်ပေးထားတဲ့အံ့ဩစရာတဘာဝရည်ရည်တစ်ခုပါပဲ။ တတိယမြောက်ထူးခြားတဲ့တတ္တဝါကတော့ Blood Tiff ရေကျွငမန်းလို့ခေါ်တာဖြစ်ပါသည်။ငမန်းတွေကပုံမှန်အားဖြင့်မိလိုက်ပြီးတော့မျိုးပွားကြပေမယ့်မကြသေးခင်နှစ်တည်းအတွင်းကအထီးမပါပဲသားပေါက်လာခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့ပါသည်။2000ခုနှစ်တုန်းကအမေရိကန်နိုင်ငံကတလိပ်ဆန်ရုံတစ်ခုထဲမှာရေကျွငမန်းအမားတစ်ကောင်ဟာအထီးငမန်းနဲ့တစ်ခါမှမတွေ့ဘူးမဆုံဘူးပဲနဲ့သားပေါက်ခဲ့ပါသည်။အဲ့ဒီဖြစ်စဉ်ကရေကျွငမန်းလိုမျိုးရှုပ်ထွေးတဲ့တတ္တဝါတွေတောင်မှသူရဲ့မျိုးဆက်ကိုရှင်သန်နိုင်မှုအတွက်ကိုကိုကိုမျိုးပွားနိုင်တဲ့စွမ်းရည်ကိုအသုံးပြုနိုင်တယ်ဆိုတာပြသနေပါသည်။ ဒါဟာအသိပ္ပံပညာရှင်တွေကိုအံ့အားသိစေခဲ့တဲ့ရှာဖွေတွေးရှိမှုတစ်ခုလည်းဖြစ်ပါသည်။ဒီကောင်းကျောင်းအနေနဲ့ပြောရမယ်ဆိုရင်ဒီလိုထူးခြားပြီးတော့မိမ့်မလိုက်ဖဲမျိုးပွားနိုင်တဲ့စွမ်းရည်ဟာတဘာဝရဲ့လိဝတ်ဆန်းကျယ်တဲ့အလှတရားတွေပဲဖြစ်ပါသည်။ကိုမိုတို့နကဗန်ဒစ်ကြောင့်မျက်လုံးဝင်နေဒီလိုမျိုးရေကြုံကမန်းတို့လိုတတ်တော်တွေဟာသူတို့ရဲ့မျိုးဆက်ကိုဆက်လက်ရှင်သန်စေဖို့အတွက်ခန္ဓာကိုယ်ရဲ့ဇီဝကမာစနစ်ကိုပြောင်းလဲနိုင်တဲ့ထူးခြားတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားကြပါသည်။ ဒီအချက်တွေကတဘာဝပဝင်းခြင်းရဲ့ဖိအားတန်တွေကိုရှင်းသင်ကြော်လွှားရမှာဒလိဆန်ဒီဟာဘလောက်ထိလိုက်ရောညှိထွေဖြစ်အောင် ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာကိုပြသနေတဲ့အထောက်အထားတွေပဲဖြစ်ပါ ರಿ နောက်ထပ်လေးစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါဦးမယ်ဗျအစုံကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ thank you